မင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့မိုးကုတ်မှာမနေ့ကတန်ပုံတီးတာတွေ့ကြမှာပါမိုးကုတ်မှာတန်ပုံတီးတော့ဘာဒီကြောက်တယ်ထင်တယ်မကောင်းဆိုးဝါးတွေကြောက်ကြတာပေါ့နော်အဲ့မကောင်းဆိုးဝါးတွေထဲမှာဒီမကောင်းဆိုးဝါးကြီးတွေကိုအောက်ကနေဘောမှနေတယ်မကောင်းဆိုးဝါးလေးကြော်မျိုးမင်းကတော့မိုးကုတ်တန်ပုံတီးတဲ့ကိစ္စပြောလာတယ်ဘာပြောထားလဲကျွန်တော်တို့နောက်ကြည့်ပါမယ်နော်မိုးကုတ်မှာမနေ့ညကတုန်းကတန်ပုံတီးတယ်ဆိုတော့ ဒရင်လေးမိုးကမှာကျေကျေလောင်ထွက်လာပါတယ်။အဲကျွန်တော်တို့အဲ့လိုနဲ့ပတ်သက်ပြီးစုံစမ်းရပါတယ်။မစုံစမ်းလို့လည်းမရဘူးလေ။ဒါဘာဖြစ်လို့တမုံတီးရလဲပေါ့နော်။ဆိုတော့တမုံတီးရဆိုတော့အာအတိတ်ပဲကဟိုကျွန်တော်21 2021နိုင်ငံခင်းချင်းစတော့ကဟာနဲ့ဆက်ဆက်နေတာပေါ့နော်။ဆက်ဆက်နေတယ်ပေါ့။အဲ့တော့တမ်ပုံးတီးမိုးကုံမှာမနေ့ကညတမ်ပုံးတီးပြီးတော့တမ်ပုံးတီးပြီးတော့ဟိုစစ်တပ်ကိုမောင်းထုတ်တယ်ပေါ့ဗျာဆက်အနာရှင်မောင်းထုတ်တယ်စစ်တပ်ကိုမောင်းထုတ်တယ်ဆိုတမ်ပုံးတီးကြတယ်စစ်တပ်ကဝင်လာမယ်စစ်တပ်ကဝင်မလာအောင်လို့မောင်းထုတ်တယ်မကြိုက်ကြောင်းတပြကြတဲ့သဘောမျိုးပေါ့ပြောကြတာတော့သူသူတပတ်ပြည်ပြည်မီဒီယာရဲ့ဖော်ပြချက်နောက်တစ်ခါဟိုတေသာဆန်းတို့စိုးသူရဆော်တို့ရဲ့ သူတို့ရဲ့ video file သူတို့တင်တဲ့သူတို့ Facebook မှာတင်တဲ့ဟာတွေအရဆိုရင်အဲဒီမိုးကုတ်ဒီလာကန်တွေအစစ်တပ်ဝင်လာမအောင်မလိုလားတဲ့အတွက်ချုပ်တင်ပြီးတော့တမုဒီမောင်းထုတ်တယ်ပေါ့ဗျာအဲဒီလိုမျိုးပြောခဲ့ကြတယ်ပေါ့ဒီလိုမျိုးဒီလိုမျိုးသူတို့ရစ်တင်တာတွေ့ရတယ်တတိယပြန်တော့ဟိုစစ်တပ်ကအခု TNL နဲ့စစ်တပ်နဲ့ဆွေးနွေးလိုက်တဲ့ခါတပ်မတော်နဲ့ဆွေးနွေးလိုက်တဲ့ခါမှာ TNL သူတို့ဆုတ်ခွာမယ်လို့မိုးကုတ်ဆုတ်ခွာမယ်လို့သူတို့ပြောပြီးသွားပြီတိတိပြီးသွားပြီ20ရက်နေရ25ပေါ့နော်နောက်ဆုံးထားပြီးဆုတ်ခွာပေါ့20ရက်နေမှာစဆုတ်ခွာမယ်29ရက်နေနောက်ဆုံးထားပြီးတော့မိုးကုတ်ကနေဆုတ်ခွာမယ်လို့ TNL တွေက ဒီတက်မလော်နဲ့ဆွေးနွေးပွဲမှာ grip ပြုခဲ့ပြီးတဲ့နောက်ပေါ့နော်အဲ့ဒီတိုင်းကြီးကြဲကြဲလောင်ထွက်လာပြီးတဲ့နောက်မှာအဲမိုးကုံမြို့ကပြည်သူတွေကဒါမနေ့ကညအဲစစ်တပ်ကဝင်လာပေါ့မလိုလားဘူးဆိုတဲ့သဘောမျိုးနဲ့တံမုံပြီးတယ်ပေါ့ဒီတံမုံတိကျတယ်ဆိုပြီးတော့အဲစိုးတူရဆော်နဲ့ဟိုဒေတာဆန်းနဲ့နှစ်ယောက်ရဲ့သူတို့ရဲ့ Facebook တွေမှာရေးတင်ထားတယ်ပြီးတော့ပြည်ပြည်မီဒီယာတွေအဲ့ဒါကိုကူးယူပေါ်ပြတယ်ဗီဒီယိုဖိုင်တွေနဲ့ပေါ်ပြတယ်ပေါ့ဗျာအဗီဒီယိုဖိုင်တွေကတော့တံမုံတိကျကလောက်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 တင်းနေတဲ့အတိုင်းပြီးတော့ကြားရတယ်ဒါပေမဲ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့ဘသူကမှမြို့အပြင်အိမ်ရဲ့အပြင်ကိုထွက်ပြီးတင်းနေတယ်မကြောက်ဘူးအိမ်ထဲကနေတင်းနေတယ်လို့တော့ပြောတာပဲ အိန္ဒိယနေတကယ်တိလာမတိလာဆိုတဲ့ဟာကလည်းဒါစဉ်းစားကြဖြစ်တာဆိုတော့လူတွေကဗျာတန်ပုံးတိတယ်ဆိုလဲအနည်းဆုံးတော့ချို့တယ်ဆိုရင်21ခင်းချင်းစတော့ဆိုရင်တန်ပုံးတိတယ်ပေါ့တော့ထုတ်တယ်ဆိုတန်ပုံးတိတယ်ဆိုရင်ရုပ်ဆိုရင်အရှိဟိုလာတာထွက်ပြီးဘောင်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 းပြီးကြည့်တိရတာဒီလိုတိခဲ့ကြတာပေါ့နော်ဒါပေမဲ့အခုမိုးကွာတိရကြတော့လူတွေအပြင်ထွက်လာတာမတူဘူးအိန္ဒိယနေတိနေသလိုမျိုးပြီးတဲ့တဲ့ကားတဲ့ကားနဲ့မျိုးတဲ့ဥပမောင်းပြတယ်အဲ့မှာတိတဲ့အတန်းလေးကြားတယ်ပေါ့ဒါပဲဒါပေမဲ့ဘာလို့ရိုက်ပြီးရိုက်ပြတယ်အဲ့ဒါပဲဘာမှဟိုတကယ်တိသလားမတိသလားကိုသိသိချာမသိရ မင်းတို့ကောင်တွေအဲ့လိုပြောမယ်ဆိုတာကြိုတိတယ်။ဘာဖြစ်လို့ဒီတန်ဖုံးတီးတဲ့ဗီဒီယိုဖိုင်တွေတက်လာတဲ့အချိန်မှာကျွန်တော်တော်တော်လိုက်ကြည့်တယ်။တန်ဖုံးတီးတဲ့အတန်ကိုလည်းနားထောင်ကြည့်တယ်။ကျွန်တော်ပြောတာမျိုးနားထောင်ကြည့်ပါ။တန်ဖုံးတီးရဆိုတော့ကိုရှင်းရှင်းပြောရင်ကျွန်တော်တို့ကလေကိုပက်ဆိုတိုင်းလည်းဘာလာလာကျွန်တော်တို့လက်မခံဘူး။တကယ်အမှန်လားအမှားလားဆိုတာကိုကိုယ့်အကိုအရင်စီစစ်တယ်။ဒီတန်ဖုံးတီးတဲ့ဗီဒီယိုဖိုင်တက်လာတော့လေဒီတက်ရင်တက်ဖွဲ့တစ်ခုကနေတီးခိုင်းလို့ဒီနားတဝိုက်လေးပဲတီးတာလား။ ဒါမှမဟုတ်တကယ်ပဲပြည်သူတွေကတမျိုးလုံးတီးကြတာလားတန်ဖုံးတန်ကိုတေးတရားနားထောင်ကြည့်ပါအနီးနားကအတန်နဲ့ပါတယ်အလယ်လက်ကအတန်နဲ့ပါတယ်ဟိုအဝေးကနေလာနေတဲ့အတန်တွေနဲ့ပါတယ်အဲ့တော့ရုပ်ထွက်မပြဘူးဆိုတာကတော့ရှင်းတယ်လေဟမ်ပြည်သူလုံခြုံရေးရှိတယ်လေပြည်သူလုံခြုံရေးရှိတယ်မင်းတို့မျက်နှာပြစရာအကြောင်းမရှိဘူးမင်းတို့တံမကျင်နိုင်တံမုံတံကိုနားထောင်ကြည့်တံမုံတံတနေရာတဲ့ဒီဗီဒီယိုရိုက်နေတဲ့နားကနေတီးတဲ့အတန်နားဟိုအဝေးကနေလာတဲ့အတန်နေလာစဉ်းစားကြည့်ပါ စဉ်းစားစရာမလိုဘူးเนาะအဲ့ဒီ view file ကိုတစ်ချာတိပါအားလုံးလည်းတိပါလိမ့်မယ်ဒါကျွန်တော်ကိုယ်တိုင်ကျွန်တော်တွေးရသေးတယ်ဒီအတွက်ဟိုကောင်တွေဘက်ကဘာပြောမလို့တိချာတိမှနောက်နှစ် file လုံးပိုင်းတွားတွေ့တဲ့အချိန်မှာအခြား file မှာကြတော့အဲတီတူတွေတီးနေတဲ့ဟာတွေပါတွေ့ရတယ်ဒါပေမဲ့ကျော်ကျော်မျိုးမင်းအခုပြောရတာကသူကပထမအဲဒေါက်တာဆိုးသူကဆိုရိုက်ပြတဲ့ video file ဖြစ်မယ်အမှန်ကတော့မြို့နဲ့အဲမြို့ဇွန်မြင့်ဝင်းကိုရိုက်ပြတယ်ပြီးလို့ရှိရင်ကားနဲ့တွားတာကိုရိုက်ပြတယ်ဒါပေမဲ့တီးတဲ့အတန်ကိုနားထောင်ကြည့်တယ်တိနိုင်ပါလေအဲ့ဒါမြင်ကွင်းမျိုးကြီးရော ဖြစ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းဒါဟုတ်လားမဟုတ်လားဘာကြောင့်လဲကျွန်တော်စဉ်းစားကြည့်ရဖြစ်လာတယ်အဲ့တော့ကျွန်တော်စဉ်းစားကြည့်တဲ့ခါကျတော့တမ်မိုတီးခိုင်းတာတီးခိုင်းတာပေါ့တီးတာမဟုတ်တီးခိုင်းတာလို့ကျွန်တော်သိရတယ်တမ်မိုတီးခိုင်းတာဘလို့တီးခိုင်းလဲဆိုတော့ဒီမြို့မြို့မှာဟောဖြစ်တဲ့သူတွေပေါ့နော်ဒီမြို့မှာရှိတဲ့လူတွေအကုန်လုံးမဟုတ်ဒေသခံတွေ PDF တွေပြောထားတယ်ပေါ့နော်မနေ့ကတော့ပြောတယ်တဲ့ညဘက်ပေါ့နော်ညညကြလို့ရှင်ပေါ့နော်ညကြရင်ပေါ့အဲ့ည၈နာရီလောက်ကစပြီးတော့ပေါ့နော်၈နာရီလောက်ကစပြီးတမ်မိုတီးရမယ်တမ်မိုတီးရမယ် မိုင်းနဲ့အရာလိုက်អော်ပြီးတော့ online နဲ့អော်ပြီးလိုက်ပြောတယ်တမုံတီးရမယ်7မိနစ်လောက်အနည်းဆုံးတီးရမယ်မတီးလို့မနေရမတီးမနေရဆိုတီးခိုင်းတယ်အဲ့တော့မတီးမနေရလို့တီးခိုင်းတဲ့ခါဆိုတော့မြို့ရဲကလူတွေအကုန်လုံးကမတီးလို့မရတော့ဘူးတီးရတော့အဲ့ကြောင့်မလို့ကြိုက်တိုက်မကြိုက်ကြိုက်တမုံတီးပြတယ်ဘောဖြစ်သွားတယ်ဘောနော်ဆိုတော့ဟိုဘာခေါ်လဲဆိုတော့သူကတက်တက်ကိုဒါဝါရဖြတ်မှုတကူမြို့ကန်တွေကိုတမင်တီးခိုင်းတယ်တဘောမျိုးကျွန်တော်မင်းမင်းမင်းမနေ့ကပြောနေတော့မင်းတို့ရဲ့ဝါဒအတုံရောင်ရွေးကောက်ပွဲကိုဝါဒဖြန့်မှုအတွက် မပူးပေါင်းတဲ့လူတွေကိုဘလို့ဖမ်းဖို့ဘလို့စီးဖို့ဘလို့အေးအေးယူဖို့မင်းပြောနေတာလေအခုတန်မုံတီးတယ်ဆိုတာဘယ်အရင်တီးတယ်မတီးဘူးလိုက်စီစစ်လို့ရတယ်မဟုတ်ဘူးဘယ်နေ့ဘယ်ရက်မှာတန်မုံတီးကြမယ်ဟေးတော့ကြော်ညာလိုက်မှာပေါ့ဟမ်ဘယ်အရင်မတီးဘူးတီးတယ်ကိုအိမ်မောက်စိတ်ကိုဘလို့ကင်မရာလိုက်ကြည့်နေတယ်လားလူကိုယ်တိုင်စောင့်ကြည့်နေတယ်လားမတီးတဲ့ဘာမှမဖြစ်ဘူးလေအဲ့တော့ဘယ်နေ့ဘယ်ရက်ဘယ်ချိန်မှာငါတို့တညီတညွတ်တဲ့တန်မုံတီးကြမယ်ဟေးဆိုတော့ကြင်ညာချက်တော့ကြင်ညာကောင်းကြင်ညာလိုက်ပဲဒါမင်းပြောလို့ငါပြောတာနော်မတီးသေးဘူးဒါပေမဲ့ အဲ့ဒီလိုကြင်ညာတဲ့အရာနဲ့ရွေးကောက်ပွဲမှာဝါရဖြန့်တဲ့ရုပ်ရှင်ကမရိုက်လို့သူ့အတူတော်လှန်ရေးတဲ့မလို့ဘာမှမလုပ်ဘဲနဲ့အေဂျင့်ဆိုတာနေနေတဲ့အမှုပညာတွေကိုဖမ်းမှစီးမှစစ်ဆေးမှမျိုးစုံပြောနေတဲ့မင်းပါဇက်ကတံမုံတီးတဲ့ဟာကိုမင်းလာပြောတာမင်းမရှက်ဘူးလားကိုမင်းပါဇက်ပေါက်နဲ့ဖင်းနဲ့မှားနေတာကြောင့်ကြောင့်မင်းဟမ်အဲ့အဲ့ဒါပဲမင်းတို့တွေကမင်းတို့လောက်တဲ့မြတ်အရာအလုံးမှန်တယ်သူများလောက်လို့ရှင်အကုန်မှားတယ်ဒါမင်းတို့ရဲ့ formula ဟုတ်တယ်နော် သူတို့အားပေးထောက်ခံတဲ့ဘယ်အချမ်းကဘာပဲလို့နောက်ပြီးတော့မင်းအောင်မှန်အဲ့ဒီတမနာပလင်ပေါ်တက်ထိုင်ပြီးလီးလံပြတယ်ဟာဘဘကြီးကစိတ်ကောင်းတာမှန်တာဟာအဲ့လိုလုပ်မှမင်းတို့ကနော်အဲဒီဘက်ဒီဘက်အင်အားစုတွေဘာပဲလို့လို့အကုန်မှားတယ်မှားတယ်ဟမ်အဲ့ဒါကြောင့်မျိုးမင်းတို့ရဲ့လက်ကင်ထုတ်မှတ်ထားပါနော်အခုဒီမှာသူပြောရပုံကြီးနော်ကြည့်မြို့ကန်ကြီးကတော့တနက်တနက်ပြပြီးချိန်ချောက်ပြီးတီးခိုင်းနေသဘောပေါ့ဗျာအဲ့လိုမျိုးသွားတွေ့ရတယ်ဆိုတော့မလွန်တန်နေတဲ့ခါကျတော့တီးရတာပေါ့တဲ့ဆိုတော့မြို့ရဲ့မြို့ကန်အမ်ရှော့တော့ပြောပါတယ်မြို့ကန်ရှော့ကျွန်တော်တို့ပြောပါတယ် ဲမလုံစံနေတော့ခါကျတီးရတာပေါ့ဗျာတီးရတော့ဆိုတော့တမုတ်တမုတ်တီးတယ်ဆိုအလုပ်ကိုမလုပ်ချင်တော့ဘူးကြိုက်တော့ဒါပေမဲ့မရောက်တီးရမယ်ဆိုတော့တီးရဆင်းနေတော့ဟာဒီကောင်နေတော့ကိုတန်ဖိုးကိုအမဲ့ခံပြီးတော့ဒီလိုပြောရဲတယ်နော်ရုပ်တီနေပြီရုပ်တီဒီပဲမဟုတ်အဲ့တခုတော့ကျွန်တော်လေဟိုနေ့ပြလို့ပြောမှာချီးကျူးတယ်ဗျာဒီကောင်နေအကောင်းပြောတာတကယ်တကယ်ဟိုဖျားဆူရပါစေကျွန်တော်အတီးပြောတာဘယ်ဟာလို့ဆိုအဲ့တော့မဟုတ်တာကြီးကို ရုပ်ခတ်တည်တည်နဲ့တကယ်အတက်ဝင်အောင်ဗျာဘယ်တယောက်ဆောင်နေတယောက်ဆောင်မလားကျော်မျိုးမင်းတို့ကျော်စိုးဦးတို့တနာတယ်တကယ်အကောင်းဆုံးလားမင်းတို့တယောက်ဆောင်နေတနာတယ်ဒီကောင်တွေတကယ်တနာတယ်မင်းတို့လောက်မဟုတ်မှန်းတည့်ရတာဒီကောင်တွေမတည့်မနေဘူးတည်တာပဲမဟုတ်မှန်းတည့်ရတာတဲ့အရာကိုဟုတ်တယ်လို့ပြောရဲတယ်ဟုတ်နေတဲ့အရာကိုမဟုတ်ဘူးလို့ပြောရဲတယ်အဲ့လိုပြောတဲ့နေမှာမဝိမရွယ်တွန့်တွန့်ဆုတ်ဆုတ်အဲဟိုမပြောရဲမဆိုရဲတဲ့ပုံစံပြောတာမဟုတ်ဘူးတကယ်ခံယူချက်ယုံကြည်ချက်အပြည့်နဲ့ခါပြောတာနော်ဒါပေမဲ့ဘယ်လိုပဲပြောပြော မျက်လုံးအိမ်ကတော့လိန်လို့မရဘူးဒီကြော်မျိုးမင်းစကားပြောကြော်ဆိုးစကားပြောအဲ့ကောင်ညက်လုံးမျက်ဖန်အောင်ကြည်လိန်လို့မရဘူးအဲ့ဒါအဖြေပဲလူကလေပညာတတ်တတ်ပညာမတတ်တတ်ဘာပဲဖြစ်ဖြစ်ပတ်စံရှိရှိမရှိရှိလူရဝင်မဝင်စကားတလုံးပြောရင်ဒီလူကဘလောက်ရိုးသားတဲ့ယုံနေနေဆိုတာမျက်လုံးအိမ်မျက်နှာအပေါ်မှာမူတည်တယ်နော်အခုတံပုံးတီးခိုင်းတော့ကဲကျွန်တော်ပြောမယ်ဗျာ तू ပြောတဲ့အဖြေကိုပဲကျွန်တော်ဥပမာပြောပြမယ် မိုးကုတ်မှာရှိတဲ့ PDF တွေကမိုးကုတ်ဒေတာခံတွေကိုမဖြစ်မနေတန်ဖုံးတီးရမယ်ပြောတတ်ဘယ်အရင်တန်ဖုံးတီးတယ်မတီးတယ်အဲ့ဒီ PDF တွေဘယ်လိုစီစစ်ယူမလဲစီစစ်ပြပါကဲကျွန်တော်ကမိုးကုတ်မြို့အလယ်ကုန်တက်တဲ့အိမ်မှာနေတယ်ကျွန်တော်မတီးရင်တန်ဖုံးကျွန်တော်မတီးပဲနေလိုက် PDF တွေဘယ်လိုစီစစ်မလဲအဲ့ဒါဖြေပဲလေဟမ်အဲ့တော့အတင်းအားသမားလှုပ်လို့ရတဲ့အလုပ်လားနော်နေမျိုးအောင်ဘာမှမဆိုင်တဲ့သူတော်မနေ့ကမနေ့ကပဲသူပြောနေတာနော်နေမျိုးအောင်ကနော် တချို့ကြီးမင်းအောင်နိုင်ကိုဘလို့စော်ကားရတာဘလို့ပြောထားတာအရက်ကခွေးပစ်ထုံနဲ့ပေမမီတာနဲ့ပြီးရင်ဖိုးဖိုးကိုဘလို့ဖမ်းဖို့အလင်းအောင်ကိုဘလို့ဖမ်းဖို့လက်ရှိသူတို့ရဲ့ရွေးကောက်ပွဲကိုမပူးပေါင်းတဲ့အမှုပညာရှင်တွေကိုဘလို့ဖမ်းပြီးအေးအေးယူဖို့ဘလို့ဖိအားပေးဖို့အာဓမ္မအလုပ်တွေပြောနေတဲ့ကောင်ကအခုပြောတာမကြီးအဲ့ဒါမင်းအောင်ကြည့်ပါအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဗျာဒီလောက်တောင်လူစိတ်ကင်းမဲ့တဲ့တူတွေရှိနေလို့ကမရတော့ဘူးနော်ဒါပို့ရင်လင်းပြောတာပြည်သူအနေနဲ့လည်းပြတ်သားကြပါ ်ခမရတို့ပြက်ပြက်တတ်တတ်နေအခုအနုပညာရှင်တွေကိုလောက်တာကြည့်အနုပညာရှင်တွေဒီတော်နိုင်ရေးဘက်ကိုပူးပေါင်းနေလို့အခုလိုမျိုးသူတို့ဘက်ကအဖမ်းဖို့စီးဖို့ဘယ်လိုလုပ်ဖို့ပြောလာရင်ဆိုတမျိုးဟုတ်တယ်နော်ကျွန်တော်ပြောတာမျက်မျက်တရပဲကျွန်တော်ပြောပါတယ်အနုပညာရှင်တွေအခုသူတို့ဖမ်းဖို့စီးဖို့လုပ်နေပြည်တွင်းအနုပညာရှင်တွေတယောက်မှတော်နိုင်နေပူးပေါင်းနေတာမဟုတ်သူတို့ကအနုပညာရှင်ဖြစ်တဲ့အတွက်သူတို့ရဲ့ရိုက်ကူးရေးသူတို့လုပ်သူတို့လုပ်နေတာဒါပေမဲ့ကိုလုံးမကိုစားရတယ်ဆိုတဲ့ဒူတွေအနေနဲ့မြင်အောင်ကြည့်ပါ တို့လုပ်နေတာကိုတို့ကမပူပေါင်းအောင်ကောင်းမလားလို့ဖမ်းရဲ့စီးရဲ့စစ်ကဲစီးရဲ့ဟမ်ဖွေးဖွေးကိုဖမ်းစီးခေါ်ပြီးတော့ဖိအားပေးလက်မှတ်ထိုးခိုင်းတယ်ဟမ်တို့ကအတူရောက်ရွေးကောက်ပွဲဝါဒဖြန့်ပေးရပါမယ်လို့အလူမင်းတို့အင်နာကျော်စီတို့ပြည်တီဦးတို့ဒီလူတွေဆိုရင်တို့စီးပွားရေးတော့တို့မလုပ်ဘဲနဲ့တို့တို့အေးအေးနေတဲ့လူတွေဒါမဲ့ကိုလုံးမကိုစားရတာအဲ့အဖြေပဲဒါမဲ့တို့ဘက်ကဘလောက်ပဲအာဓမလှုပ်လို့ဒီနေရာမှာတခုကျွန်တော်တို့ကို ဒီ UNG ဘက်ကလူကြီးတွေလည်းတတိပြုစေခြင်းတဲ့အရာတစ်ခုကိုပြောချင်ပါတယ်။သူတို့ဘက်ကလေအလုံးလုံးတဲ့နေရဗယံမတာလောက်တာလားမရှိဘူးနော်။ဒလန်တယောက်ကိုတတ်ခံထိတယ်။ကိုယ့်ဘက်ကတတ်လိုက်တယ်။အဲ့ဒီဒလန်တေတဲ့ဟာကိုသူတို့ကဒိတာအချက်လက်နဲ့ဒါဒီနေ့မှနော်ဒီမှာဒီကအဖွဲတစ်ခုရဲ့ခေါင်းဆောင်လိုင်းနဲ့စကားဆက်လို့သူပြောပြသွားတာပေါ့နော်။ဒလန်တယောက်ကိုကိုယ်တော်လိုင်းဘက်ကတတ်လိုက်ပြီဟေ့ဆိုလို့ရှိရင်အဲ့ဒီဒလန်ကိုသူကလူတတ်မှုဖြစ်အောင်တကက်မှုကင်းစေးစရာဝင် စေးစာနဲ့ အဲဒီဟာလူတက်မှုမြောက်တယ်ဆိုတဲ့ဟာမြောက်အမှုကိုတေးတေးချာချာစီစစ်ရေးတင်းနဲ့ဖွဲ့ထားတာသူတို့ကအဲ့လိုမျိုးရေးပြီးလို့ရှိရင်ဒါတွေကိုနိုင်ငံတကာတွေကိုပို့တာနိုင်ငံတကာတိုင်ယုံနေပြီးရင်တရင်ထုတ်ပြန်တာပြီးရင်သူအောက်နိုင်ငံထဲမှာလည်းသူတို့ဝါဒဖြန့်တဲ့ကောင်တွေအားဒါပြည်သူကိုဘလို့တတ်တာဘလို့ဖြစ်တာဒါပေမဲ့အဲ့ဒီဒလန်ကြောင့်ရက်ွက်ထဲမှာပြည်သူဘယ်နဲ့ရောက်ကိုစစ်တပ်ကဖမ်းတပ်ပလိုက်တယ်ဆိုတာမပါဘူး။ဟောဒါပေမဲ့တရင်ထွက်သွားတာဒီပါလေအဒလန်တတ်တယ်မင်းတို့တော်လိုင်းမှာဒလန်တတ်တယ် ဒါပေမဲ့ဒီဒလန်ဘာကြောက်တက်ကလဲဒီဒလန်ဒီသူတရင်ပေးလို့ရက်ွက်တဲ့ကပြည်သူဗနေယောက်ကိုစစ်တပ်ကဖမ်းပြီးတော့ရဲရဲဆက်ဆက်တက်ခံထိတာဗနေယောက်ထောင်ချခံထိပြီးဗနေယောက်ဒါတွေမတိရဘူးဘလူးမဒါပေမဲ့ကိုဘက်ကလူတွေကြတော့မင်းအောင်နိုင်ရစမင်းအောင်နိုင်ရသူတို့ကိုယ်တိုင်ပြန့်နှံ့ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော့ညီးလာအာနာသိန်းကကျွန်တော်ပြောမနက်9:00နာရီလာဖမ်းတာလေတာဝန်ထမ်းဆောင်တဲ့တမဒါကိုစစ်တပ်ခေါင်းဆောင်တယောက်ကအဲ့လိုလာဖမ်းခွင့်ရှိလား ဥပဒေမှာပါလားမပါဘူးအဲ့တော့မင်းအောင်နိုင်ဒီဥပဒေကိုဖောက်ပြပြီးအာဏာသိမ်းတာအဲ့တော့ဘာဖြစ်နေလဲမင်းအောင်နိုင်ရာဇဝတ်ကောင်ဒါမင်းအောင်နိုင်ရာဇဝတ်ကောင်ဖြစ်နေတာကိုပြည်သူအားလုံးနားထဲတောင်မှတွင်တွင်ကြဲကြဲရိုက်ထက်နိုင်တဲ့အဖွဲ့အစည်းကျွန်တော်တို့မှမရှိဘူးအခုကျွန်တော်တို့လိုဟာမျိုးဒါကိုထူကိုထကိုနိုင်တော့လုပ်နေတဲ့အရာတွေပဲရှိတယ်ကိုဘက်ကတောက်ပြန်မှုကအဲ့လောက်ထိကွာတယ်ဆိုတော့နှစ်ဖက်ကအဲ့လိုကွာနေတာသူတို့ဘက်ကယုံမှန်တယ်မဟုတ်တာလုပ်တယ်ကောက်ကျစ်တယ်စင်းလဲတယ်မကောင်းတာမျိုးစုံလုပ်တယ်ဒါပေမဲ့ စာပင်ကမ်းနဲ့လို့အရင်တိုင်တဲ့လူကအမ်းအမှန်အဲ့ဒီပုံစံဖြစ်နေတာနော်အခုကြည့်ဒီဒီတွင်မှာနေနေတဲ့အမှုပညာရှင်အပိုင်းဝိုင်းကိုဘလို့ဒုက္ခပေးဖို့နှီးမျိုးစုံနော်မနေ့ကပြောနေတဲ့ကြော်မျိုးမင်းသူတို့ဘက်ကအဲ့လောက်ထိရုံမာနေတာနော်ဖိုးဖိုးကိုလည်းခေါ်ပြီးတော့စစ်စစ်ရဲ့ဖမ်းစစ်ရဲ့လှုပ်တယ်ကြော်မျိုးမင်းကိုယ်တိုင်ရဲ့ဘဒူတွေကိုဘလို့လှုပ်ဖို့ဘလို့တောက်ချောက်အကြမ်းဖက်ဖို့ပြောနေတာလှုပ်စောနေတာဒါပေမဲ့သူတို့ပြောတဲ့ဟာအဲ့လောက်အကြမ်းဖက်ဖို့လှုပ်စောနေပြီအခုတန်ဖိုးတီးတဲ့ဟာကို မတိလို့ရှိရင်အတင်းနှုတ်ဆော်ပြီးတော့အကျန်းဖတ်ပြီးတီးခိုင်းတဲ့ပုံစံဖြစ်အောင်ဝါဒပြန်ဖြတ်တယ်။ဒါလက်တွေ့ပြတာကျွန်တော်။အဲ့ဒါမြင်အောင်ကြည့်ပါဒါကြောင့်မလို့ဒီကာလမှာကျွန်တော်ဖြစ်နေတာကဟိုဘက်ဒီဘက်ကမလုံနဲ့။အမှန်တရားတွေ့ရက်တိပေးကြပါ။မှန်တာကိုတွေ့ရင်ထွက်ပြောပေးကြပါ။အမုန်းခံပေးကြပါ။နော်အနာခံပေးကြပါ။တရားနှစ်ယောက်တည်းဒလိုဟာမျိုးတွေငါတို့ရှင်မပြောချင်တော့ဘူးကွာဒီကောင်တွေပြောတဲ့လက်ကားမှာထားလိုက်မယ်ဆိုမရဘူးနော်အမားတေးတေးရအမားကြီးအဲ့အမားကြီးကိုဒီတူကလက်ခံသွားလိမ့်မယ် လူတွေဟာလေမှားနေတဲ့အရာကိုမှန်ပါတယ်လို့ပြောကြည့်ဘာဘူးပဲထပ်ဖြစ်ကြတယ်အဲ့ဟာမှန်တယ်ထပ်ပြောနေထပ်ပြောနေနောက်ဆိုအဲ့ဘူးဘူးပဲထပ်ပြီးတုတ်ပြန်တာလေမပြောတော့ဟောမပြောတဲ့စင်ရဲ့နောက်ဘာဖြစ်လာဆိုအဲ့ဒီမှားနေတဲ့အရာကိုမှန်တယ်လို့ပြောရင်ထိုင်နှားထောင်တဲ့စင်ဖြစ်လာဟောထိုင်နှားထောင်တဲ့စင်ကမှားနေတာဘယ်မှန်တယ်မှန်တယ်ထပ်ပြောလိုက်အေးဟုတ်တယ်မှန်တယ်အဲ့ဒါလူတဘောကအဲ့ဒီရဲ့တဘောတရားကိုဒီစေအောင်စုကအကောင်းဆုံးတိတယ်တိတဲ့အတွက်ဝါဒမျိုးစုံနဲ့เนาะဝါဒဖြန့်နေဆိုတာအလကားဖြန့်နေတာမဟုတ်ဘူးအဲ့တော့ကိုယ့်ဘက်မှာကြည့်လိုက် တည်င်းထုံးပြန်ချက်ကချမမချာချာမရှိဘူးဟဲ့ပြန်လဲထွက်ပြောင်းရတဲ့ခါကျရင်ကိုဘက်ကလူကြီးတွေကျွန်တော်မပြောချင်လို့ပါဟိုတချို့တွေဆိုရင်ဘောင်ဝင်တဲ့စကားတွေပြောတယ်သူတို့ခေါင်းဆောင်နေတဲ့လူကြီးအစ်စ်မပြောနဲ့ကျွန်တော်တို့ဘာမှမဟုတ်တဲ့ကောင်ပြည်သူတွေကပြည်သူတွေကပါချီပါချက်အစ်စ်နောင်မှစကလုံးတစ်လုံးမှားသွားလို့မရဘူးကျွန်တော်အဲ့ဒါကြီးသဘောတရားကိုနားလည်ဖို့လိုတယ်ကျွန်တော်မလွန်လန်းတဲ့စကားတွေအပေါ်ရောက်လာလေမလွန်လန်းတဲ့စကားတွေကိုမပြောမိဖို့အရန်ရေးကြီးတယ်ကိုယ်စောင့်နေတဲ့အထဲမှာဟိုဘက်တွေမထင်နဲ့ကိုယ့်ဘက်ကလည်းပါတယ်ဟမ် ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကအလုံးလုံးတဲ့နေရာမှာရန်သူတဲ့ကိုတကွက်ကြုံမြင်ဖို့လိုအပ်တယ်ရန်သူကရုံမှရင်လည်းကိုယ့်ဘက်ကထိုင်ပြီးတော့အာငါတို့ကဂျနီဗာကွန်ဗင်းချင်းမှာစီဥပဒေလိုက်ထားတယ်လို့ရင်တော့တွားမှာပဲနော်ဒါမြင်အောင်ပြတာပါကျွန်တော်ဆရာလောက်တာမဟုတ်ပါဘူးကိုယ့်ဘက်ကလူတွေကိုတတိထားနိုင်တဲ့ထားတဲ့အရာတွေကိုတတိထားနိုင်အောင်တင်ပြရတယ်ဖြစ်ပါတယ်